အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့မဲများဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလန်အစ်တေကို တင်ဆက်ပေးမှာဖြစ်လို့ channel လေးကိုလိုက်ရန် subscribe လေးလုပ်ထားပြီးဘေးကခေါင်းပေါင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြရအောင်ရှင်တုံငယ်တော်73နှစ်ကတပိမ့်မောင်ကြောင့်များပေါ်ပေါက်လာရရခိုင်ပြည်ဆွတ်တွေမြို့တွင်လည်းအမျိုးသားအကြောင်းတစ်ကြောင်တီထောင်လေသည် ်ထုံကြောင်းတို့တစ်နှစ်တစ်ခေါင်းဆိုသလိုတွားရောက်ကြည့်ရှုရာလွန်ခဲ့သော၄-၅နှစ်လောက်ကတက်ခေါက်သွားရသည်ရန်ကုန်မှစစ်တွေတို့ပင်လေကူတင်းမော့ဖြင့်နှညနှင့်သုံးနေသွားရသည်၎င်းတင်းမော့မှာစစ်တကောင်းကလာခေါ်တော်များအစည်းအများဆုံးဖြစ်သည် ရခိုင်များအနေငယ်စည်းကြသည်စနုပ်သွားသောခေါက်၌ရခိုင်၃-၄ယောက်နှင့်မြမကြုံတယောက်သာပါသည်တခြားတို့ကကလာမြဖြစ်ကြသည် ရန်ကုန်ကထွက်၍တညထွက်ပြီးနောက်ကမ်းလမ်းမမြင်သောပင်လယ်ကြီးသို့ရောက်သည်ပင်လယ်သမုဒ္ဒရာကြီးတို့၏အံ့ဩဖွယ်သည့်ကြီးကျယ်လှသည်ဒဲမော်စီသူတို့သည်ကုန်းဘက်သို့ထွက်ကာပင်လယ်သမုဒ္ဒရာ၏အလှကိုမပြတ်မစိမ့်နှင့်ဆွဲမြိတ်ချစ်ရှု၍ငီးမောနေသူနေတွေးတော်နေသူနေရှိကြကုန်သည်ကျွန်ုပ်သည်လည်းကုန်းဘက်ပေါ်သို့ထွက်ခဲ့ရာကုန်းတင်ကုန်ချပေါက်အနီးတောင်းတခု၌ကလားလင်မြာနှစ်ယောက်ကိုတွေ့မြင်ရသည် ကလမမှာဂါမီးချုံရည်ရှိသည်၎င်း၏အသားရည်မှာအတံမြင်ဖြူစင်တည့်ရသည်ထိုကလမသည် ဖြူစင်တည့်ရလှသည်အတုံကြီးတို့အနည်းတော့မရောမလဲနှင့်ကက်ကြီးအား၎င်း၏ယောက်ျားကလာကဘယ်နေလဲဆရာကြီးဘယ်သွားမလို့လဲထိုင်းမအောင်လားကိုများဘာများစားရအောင်နည်းဟုမြမကြီးပတ်လဲစွာနှင့်နှုတ်ဆက်လျာအော်ခမရဘာမလို့ကောင်းကောင်းတက်တကော မမပြေမတော်တော်ကြာနေဘူးတယ်ထင်ပါရဲ့အင်မတန်လဲပြီးတာပဲနို့ခမည်းမိမကောဗမာစကားတက်ရလားဒီဝက်ခါကလားကဟဟပပရေးရေးတက်လားမတက်လားခမည်းပဲမေးကြည့်တော့ဟေးမဲမြဒီမှာဗမာတယောက်ွယ်စကားများပြောပါဦးဟုဖော်ရွှေစွာပြောသည်မဲမြဆိုသူသည်ဒီဝက်ခါမှကျွန်ုပ်တို့ဘက်ကိုလှည့်၍မျက်နှာဖုံးကိုအတန်ဖွင့်ကမျက်နှာထားနှင့်ဆိုသည်ကား ရှင်ကဘယ်ကလဲဘယ်သွားမလို့လဲကျွန်တော်ရန်ကုန်ကလာပါတယ်အခုစစ်တွေကိုသွားမလို့ပဲနေပါဦးခမည်းကဘယ်ရက်ကလဲအကြောင်းပါတာဘလောက်ကြာပြီလဲကျမကဟင်းတရနေကပါအကြောင်းပါတာတစ်နှစ်ကျော်ပဲရှိသေးတယ်။အော်ဟင်းတရနေရလားကျွန်တော်လည်းဟင်းတရနေကပဲခမည်းရဲ့နေရက်ကကျမကနေဗန်ရှင်ပင်သာတယောက်ညွာကပါရှင်းရအောင်ဟင် ကျွန်တော်ရဲ့နေပံကပဲဆိုရင်မျက်နာကိုစိုက်ကြည့်မိရသိတယ်လို့လို့ရှိ။နှစ်ယောက်သားစိုက်ကြည့်၍မကြမီပင်ကျွန်ုပ်ထင်သည့်အတိုင်းနေပံခမားဟာအေကန္နာပဲနေကိုထုံးတမီမင်းမမဟုတ်လား။နေငါကိုမမတ်မိဘူးလား။ငါမောင်ကြားရဲ့လေ။ဟေးအောင်မလေးဟဲ့အေးဟဲ့ဟုတ်ပါရဲ့။နေကအခုစပိနေပါရီနဲ့ဝါလုံးဝဟဲ့ တကယ်ရဲ့ဟဲငငယ်ရုပ်တဆမ်းမှမရှိဘူးအေးဟုတ်ပါရဲ့နင်းကိုကြီးနင်းကငါမကြခဏတွေ့ဖြစ်တယ်နင်းရကောင်မနေနေပြောတယ်အခုတွေ့ရတာအင်မတန်ဝမ်းသာတယ်ကွယ်တို့ကျောင်းကထွက်သွားတာအခုဆိုရင်၁၂နှစ်၁၃နှစ်လောက်ရှိတော့မယ်သူယောက်ျားဘက်ကိုလှည့်၍ဒီမှာအထုလမီဒါဟာတို့ရဲ့တငယ်ချင်းကျောင်းနေဘက် ကစားပန်ကွယ်အင်မတန်ကိုခင်းကြတယ်အော် ဟုတ်ကလားအေးအေးကောင်းတယ်။ကဲစကားပြောကြအောင်။အဲလိုဆို၍ထားသွားသည်။ဇန်ရင်ကိုလှမ်းရအောင်မည်။နေပံရွာနှင့်ရှင်မင်းသားတောင်ရွာဆက်ကြတွင်လောကတန်ဖုန်ကြီးကြောင်ရှိသည်။ထိုကြောင့်တွင်ကျွန်ုပ်တို့ငငယ်ကနေကြရာကျွန်ုပ်တို့နေပံဘက်ကဘိုးအကြီးနှင့်ကျွန်တော်တို့ကတတွဲရှင်မင်းသားတောင်ရွာဘက်ကမေမြအေးစိန်တန်းညွန့်တို့ကတတွဲအလုံးကိုချစ်ခင်ကြသည် ကစားတူစားအတူဆိုသလိုနေခဲ့ကြသည်၎င်းနောက်6တန်းတွင်အတူနေကြသည် ကျွန်ုပ်တို့လူစုတွင်မေမြနှင့်ဖိုးရည်ကြီးတို့အကြောင်းကို အထူးပြောရအောင်မည်မေမြမှာညံကောင်းသည် တွက်လက်သည်ပါနဲ့သည်ကျွန်ုပ်တို့တငယ်ချင်းဖိုးရည်ကြီးမှာကမေမြညံကောင်းသလောက်တွက်သလောက်ပါသလောက်ဖိုးရည်ကြီးကညံထိုင်းနေထုံနေနှုံနေတို့ရရင် အလွန်သဘောကောင်းရှာသည် မင်းများကဖိုးရေးကြီးကိုတစ်တုံးဟုသဘောထားသည် သူလက်အောင်ငဲသားကဲ့သို့ခိုင်းစေသည်စိတ်မထင်လျင်နရွက်ဆွဲခြင်းထုတ်ရခြင်းတို့ကိုပြုသည် အလွန်အနိုင်ရသည်တို့ရာတွင်မုန်းသည်ကမဟုတ်ချေမင်းများကစားစရာရှိနေမိမိကနည်းနည်းယူ၍ဖိုးရေးကြီးကိုစော်ကားနေမင်းများကဝင်း၍ခုခံသည်မင်းများမှာဖိုးရေးကြီးအတွက်မကြမချဆရာဖုန်ကြီးရှိသို့ရောက်ရသည်ဤသို့နေကြရာ 6တန်းစာမီဝဲပြီးသည့်နောက်ကျွန်ုပ်ထွက်ခဲ့သည်သူတို့လည်းမကြားဆိုသလိုเจ้าကနေထွက်ကြ၍မဲများနဲ့ဖိုးရည်ကြီးတို့ချစ်ကြိုက်နေကြသည်ဟုကြားရသည်ကျွန်ုပ်သည်လည်းအခြားเจ้าများတွင်မြန်မာခုနှစ်တန်းဆရာဖြင့်အင်္ဂလိပ်၁၀တန်းနောက်ရန်ကုန်ကောလိပ်တို့ရောက်ခဲ့သည်12နှစ်73နှစ်ကွဲကြပြီးနောက်တမောက်တရားပင်လေကျော်တွင်မဲများကိုကလားမရအဖြစ်နဲ့တွေ့ကြုံရသည်မှာ အတန်းကိုထုဆန်အံ့ဩဖွယ်ကောင်းသည်မင်းမြရေနေဘယ်ဖြစ်ကိုရောက်လာတာလဲနေဟာတော်ပုံပန်းမုံနေနေပေါင်းဖို့ရေးကြည့်ရအောင်မင်းတို့ဖို့ရေးကြည့်ကလားမင်းကလူဟုတ်ကြီးထင်းနေသလားငငယ်ကနုံနုံကြီးတော့တားနုံသေးတယ်သူ့ကိုမချစ်တော့တော့မဟုတ်ပါဘူးဒါပေမဲ့လူစားတုံးလုံးလို့ပါကွယ်ဒီကောင်ကနေကလားအောင် ဘလောက်များလူစားကောင်းလို့လဲဟဲ့မခန့်ချင်းတွေဒေါသနဲ့မေးသည်ဟာမေးမသိဘူးလားငါ့ရဲ့ကလားလေခေါ်ရဆူးရစီတိတ်နေတယ်ငါပြောမယ်ဒီမကြီးသူ့အရင်ကနွားတက်သမားစီမှာနေရတယ်မကြဘူးမောင်ကြီးသူကိုယ်တိုင်မင်းတို့နေပြန်ဘက်ကနတ်သက်ယုံကိုသူလီလန်ဆွဲနေတာပဲအခုနတ်သက်ယုံလီလန်ပိုင်းမောင်ကြီးနေနေမမှတ်နေဟင်ဒါပေမဲ့နေပါဦးနေကိုယ်တိုင်နဲ့နွားတက်သလား ဟာနေယူနေသလားဟဲ့ငါကိုရိုင်းတက်မှာတော့တေးရမှာလားဟဲ့ဘာလဲမင်းကမင်းတို့ဗုဒ္ဓဘာသာတရားနေပါဏာတိပါတာတွေဘာတွေပြောချင်လို့လားမင်းနဲ့ငါနဲ့เจ้าနေပါပါကွယ်မင်းတင်ရတဲ့တော့ငါတင်ရတာပါပဲမဖိမ့်ပါနဲ့တို့ကျန်းစာက စားခြင်းရင်တက်ရတယ်ဒါရီယာကပသင်းသင်းဟင်းရွက်တွေပြီးတော့ကျမ်းမာရေးဘက်ကကြည့်အောင်နာသေးတဲ့အသားကိုစားရင်ယောဂါဖြစ်တတ်တယ် လက်လက်ဆက်ဆက်ကိုတက်စားမှတန့်ရှင်းနေကျမ်းပါလေအဲ့ဒါနားလည်ရေးလားအဲ့ဒါဒီမင်းတို့အင်္ဂလိပ်စာတွေသင်ရတာမပေါဘူးလားဟာမင်းမြနေဟာတွေကလွဲကုန်ပြီဒီမှာချိုးကမင်းမြကအတန်ထွက်အောင်ရင်ရွေးဟေးမင်းကောတရားဟောမလို့လားမရဘူးဆရာငါကမင်းကိုဟောမှာအပြိတပါတွေဘာတွေထပ်မနေဘူးမင်းကိုတတရားနဲ့ရှင်းရှင်းပြောပြမယ်မင်းတို့မြန်မာဗုဒ္ဓဘာသာတွေက တတ်တော်မတက်ရဘူးသူတော်ဟာတက်ပြီးတော့မြင်းမြင်းကြီးစားသလားအလူတန်းရှိရင်နွားတက်ကလားကိုလာပြီးတော့လက်တို့ထက်သလားပြီးတော့ပူပူနွေ့နွေ့စားကျင်နေဆိုပြီးဈေးရောက်အောင်မမဆောင်နိုင်မဲလက်တက်ရုံအထီလာဆောင်ပြီးတော့လရရီလိုဆွဲကြလူကြတယ်လေဘာဗုဒ္ဓဘာသာလေးပြောဆက်မအောင်ပြီးတော့မင်းတို့မြမတွေအခုတလောဝန်တန်းတို့စကားကိုအင်မတန်ပြောကြတယ်မှတ်ထားဘာလူမျိုးပဲဖြစ်ဖြစ်တရားနဲ့ပြည့်စုံရင် ဝတ်တရားမလိဟင်းရင်အဲ့ဒါလူအဖို့တန်းလို့မှတ်တယ်။ဟောအခု9ယောက်ကြဟာအလရုမြစ်ဟာရွှေနဲ့ငွေနဲ့အခန့်စားမောင်ရင်ပတ်စံရှိရင်ဂုံရှိတာပဲ။အဖို့တန်တာပဲ။ငါနဲ့မရငယ်ကလေးကအင်မတန်ဖော်ယူတယ်။ဒုံမိပါများကငွေလို့ရင်သူကတော့လာပို့တယ်။ဘလောက်တော်တယ်။ဟဲ့အဲ့ဒါကဒါနပြူတာမဟုတ်ဘူးဟဲ့။နေငိုပိုးပေးတာ အခုအဲ့ဒီပတ်စံလေးကိုနှိမ်ပြီးတော့နှင့်ကိုယူတာမဟုတ်လားဒါကနောက်မှဖြစ်တာငါ့ကိုမရခင်ကလည်းပေးတယ်ရပြီးတဲ့နောက်လည်းပေးတာပဲအဖြစ်ကိုပြောအောင်မေငါတလားနေရတော့တစ်မျိုးလုံးတည့်ရလုံးကငါ့ကိုဝိုင်းပြီးတော့လက်ညှိုးထိုးကြတယ်တော်တော်ကြလို့ငါ့ကြတော့ကလားစီငါ့စီကိုဒူးတုံလာစားရတယ်ဘလောက်များဖြင်းချတယ်လေဆိုတာကိုကြည့်ငါမှရွှေနဲ့ငွေနဲ့ဆိုတော့ငါ့ကိုအရက်ကအခုမမများတဲ့ တချို့ကဘီဘီမြတယ်အဲ့ဒါသာကြည့်တော့လေပတ်စံဟာအရေးအကြီးဆုံးပဲတို့ရမှာအခုကလားခိထနေတယ်ငါကိုအားကြပြီးကလားတွေကိုလိုက်မြူးနေကြတယ်တို့တငယ်ချင်းအေးစိန်လေးလှွားတိတ်တဲ့ကောင်းနေရတယ်တန်းညွန့်ကဖုန်ကြီးလိုထွန်းနေရတယ်အခုတို့တို့ကမြမလေးနေကိုကွာပြီးကလားကိုယူမလို့စိတ်ကူးနေကြတယ်ခေဟဲ့ခေမင်းကအိမ်အောင်ကြပြီလားမကြတဲ့ရင်ကလားလိုဝင်လာခဲ့ မင်းကအရင်ကစကန်းချင်းနေတဲ့ဟိုကောင်မိုင်းရှိတယ်မဟုတ်လားအခုရစေရမယ်လာခဲ့ငါအာမခံနေမေမြနေယူပြီဒီကလားတွေကြောင့်တို့မြမတွေရဲ့အကျိုးရောက်ရတယ်ဒီမှာကြည့်ငါပြောမယ်ဟေ့ကြတော့မင်းတို့ကကျေးဇူးရှင်ကိုကျေးဇူးမလို့လားစီစံချစ်တီးတွေဟာရဝေးကနေလာပြီးတော့ဝေအားကြရနဲ့မင်းတို့မြမတွေကိုထောက်ပံ့နေသူတို့ရှိလို့မင်းတို့လဲလို့ဖို့အရင်ရတယ်လေ ဇဘာလောင်မို့ကုန်ကူးဖို့ဆိုလို့အရင်နေ့ရတယ်မဟုတ်လားထေကျေးစုတွေကိုမင်းတို့ကမသိဘူးလားအော်သူတို့တွေဟာကျေးစုတွေလားအော်နှုတ်နေပါဦးအခုတို့နေရာလဲတွေချန်တွေအိမ်တွေအခုဘသူလက်ထဲကိုရောက်ကုန်ပြီလေချင်တီးလက်ထဲကိုရောက်ကုန်ပြီဘာဖြစ်သေးတယ်လဲရှောက်မှာပေါ့အရောက်တောင်နေသေးတယ်မင်းကကလားကိုအပြစ်တင်ခြင်းလို့လားမင်းဟာအင်္ဂလိပ်စာတွေဘာတွေတတ်တယ်ရန်ကုန်မြို့ကြီးမှာလည်းနေရတယ် မင်းကိုတော်လိမ့်မလားတို့ကတော့ဒီလိုအောင်းမင်မိတယ်မင်းလည်းခက်ချာချာပါပြီလားဒီလိုမယိုးမဖြောင်းနေသူတွေကောင်းစားမယ်လို့ရှေ့ဂေါတမကဟောခဲ့သလားရှေ့ကိုဘာဖြစ်မလဲသိရလားအခုမြမတွေဒီလိုညစ်ဆိုးလို့ချစ်တီးတွေကတို့ကိုနောက်ဆိုလင်ကားမှာမဟုတ်ဘူးအခုငားမလာခင်ကပဲကလားတွေကိုရွေးပြီးတော့ငားနေတယ်လို့သိရလားရှေ့ကိုကြံထားပုံကိုလည်းငါပြောပြအောင်မင်း မကြပင်မဲ့ကလပ်ပြာကလားများပြောက်ခေါ်ပြီးတော့ရွာတင်ပြေးလိမ့်မယ်။ဘလောက်ညံကြည့်တလဲ။မင်းကြည့်တော့လေ။ပြီးတော့အထုလက်မြစ်တို့လူစုကြံပုံကလည်းကလားတွေရနိုင်သမျှမြမပြေကိုခေါ်ထားမှာ။ရသမျှမြမတွေကိုယူမှာ။လင်ကန်းမရခဲ့မြောက်အောင်စုပ်ပြီးဇက်သွင်းမယ်။မွေးလာတဲ့ကားပြားလေးတွေကိုကလားဇက်သွင်း။နောက်အကြာလှဆုံးနှစ်90ပဲ။မြမပြေဘာဖြစ်မလဲ။မင်းတွေးကြည့်တော့။ငါကိုယ်တိုင်လည်း အခုကလားဆက်သွင်းပြီပြီအခုစစ်တကောင်းမှာအတော်သားနေပြီရဟိုအနောက်မကာမြို့ကိုရောက်သွားမယ်ပြန်လာတော့ကြည့်ငါအရက်ကစပြီးငါမြမတွေကိုချွတ်ပြမယ်မင်းမြနေ့ဟာလွန်ကုန်ပြီငါနေ့အဖြစ်ကိုပြင်ရတာအင်မတန်တနာတယ်ငါပြောပြစေဦးဟဲ့ဘာမင်းကငါ့ကိုတနာတယ်ဟာတဲဟုတ်လာပါသည်ငါဟာမင်းကိုတနာတာ မင်းအခုပြင်းညဝင်လှုပ်နေတယ်ငါကြားတယ်ပြီးတော့ဝန်တာနုလှုပ်တယ်လည်းလှုပ်နေတယ်လို့ကြားတယ်မလှုပ်နဲ့ဆရာကြီးမင်းရဲ့မြန်မာတွေကလက်ကားပဲဘာလှုပ်လို့လှုပ်လို့ပြတ်မှာပဲမင်းတို့မောယုံသားရှိမင်းငါမြန်မာပြည်မှာမြန်မာလာဖြစ်တာကိုတွေးမိတိုင်းရှက်တယ်အခုတော့အရှင်ကဲတော်မူပြီလို့ပေါ့ညမဟုတ်ရင်အမလီငါကကလီစာတုံ့လှတယ်မပြောချင်ပါဘူးကိုင်မင်းများငါလည်းဘာမှမပြောရဘူးနေချီးပဲပြောနေတာ အခုငါပြောလို့လည်းရမယ်မဟုတ်ဘူး။နေလို့မိမတယောက်ဒီလိုဖြစ်သွားတာငါအင်မတန်ဝမ်းနေတယ်။သို့တော်လည်းနေလို့မိမတယောက်ကဘယ်နည်းနဲ့မှကြကြလွှဲမနိုင်မှာမဟုတ်ဘူးဆိုတာကိုငါယုံကြည်တယ်။တနေ့နေ့တော့နင်းသိမယ်။ gain ဒါပဲငါသွားတော့မယ်။နောက်မှလာအောင်မယ်ဟုဆို၍စက်နှုတ်ထားခဲ့သည်။ထိုနေ့ညနေစက်နှုတ်ထမီးမစနိုင်တော့ပါ။ coffee တစ်ခွက်သာတောက်၍အိယာတို့ဝင်တော့သည်။အိယွေလည်းမပြောနိုင်။တွေးမိသည်ကအော် ဒီလိုဖြစ်ရတာဟာကလားများငါတို့ပြည်မှာလာနေလို့ဖြစ်ရတာတို့ကိုအပြစ်တင်စရာပဲနေုံနေုံဒေဒေချာချာတွေးကြည့်လိုက်တော့တို့အပြစ်မဟုတ်ဘူးတို့ဒီလိုစိတ်မရှိကမ်းမရှိလာချင်းတိုင်းလာနေတာဟာဆရာအစိုးရကခွင့်ပြုထားလို့ပဲဒါဖြင့်အစိုးရကိုအပြစ်တင်စရာဖြစ်နေပါလားနေုံနေုံတွေးစရာလဲကြံသေးတယ်အစိုးရကိုအပြစ်တင်ဖို့မှမဟုတ်ပါလားစင်စစ်မတော့တို့လူမျိုးဖြစ်လို့ပဲ ဥစားရင်လို့ဥစားရင်ခဲဆိုသလိုကိုကြိုးအတွက်ကိုလုံးမရတော့မှာပေါ့ငါတို့တရီအမှုမဲ့အပတ်မဲ့နေဖြစ်ခဲ့တယ်လို့အခုလို အဖက်ဖက်ကပြက်စီးရတာပဲတို့လူတွေခမများမလဲပညာဘဟုတ္တမရှိရကြဘူးအားကိုးစရာခေါင်းဆောင်လူကြီးကလည်းကောင်းကောင်းမရှိရကြဘူးဒီတော့ပုံမတိကျွမ်းနေမြောက်မြင်းနေသူတွေကြမှာရှေဆောင်ပြီးမှတိကြရမှာပဲဒါဖြင့်တော်တော်တန်တန်သိမြင်တဲ့လူတွေဝတ္တရားပြက်နေပါလား ဒီလူထဲမှာလည်းငါတယောက်နဲ့ပေါင်းဝင်တဲ့နေထင်းနေမိမိတည်ကျွမ်းတည်မြင်သမျှကိုတတ်နိုင်သမျှလူများနားလျောင်းပြုတ်လို့ဖို့ရှိသည်ငါပြုတ်တယ်လင်းတော့မပြုတ်ရသေးဘူးဒါဖြင့်တရခန့်လက်တဲ့အစ်စ်ကငါဖြစ်နေပါကောလား gain ဒါဖြင့်ဇက်ကြောမရှိနေတော့ကလားရီအစိုးရရဲ့လူတွေကိုအပြစ်ဆုံးမဲ့အစားကိုကိုကိုသာဆိုပြီးတော့ဥပရိသတစ်ခုလေးလှုပ်ကြစို့ကိုကိုကိုအပြစ်တင်ခြင်းစီအမှန်ဆုံးဖြစ်သည် ကောက်ကောက်ကိုအပြစ်တင်ခြင်းတည်တာအပြစ်အကင်းဆုံးဖြစ်သည်အေဥပရေကိုရှားမှအိပ်ပျော်သွားလေသည်နောက်တနေ့၌တင်မော်ဒီစစ်တွေတို့ကတ်ခဲ့သည် ကျွန်ုပ်ဒီမင်းများတို့ကလားလင်မယားမောင်းနှံအားဇလံများများပြည့်၍စိတ်လေးလေးနှင်ဆင်းခဲ့သည်စင်းကလေး၌မင်းများဘဲအခါမစိုးရန်ကုန်ရောက်ရင်ငါ့အိမ်ကိုဝင်ထွက်ရောက်လိမ့်စာယူထားဆိုပြီးပေးခဲ့သည်စစ်တွေတွင်ခုနှစ်ရက်တပတ်မျှနေပြီးရင် ရန်ကုန်သို့ပြန်ခဲ့တော်သည်မိမများတို့နှင့်တွေ့ပြီးနောက်တနစ်ကျော်ကြာသောအခါကြုံရသည်ကမယုံနိုင်စရာဖြစ်သည်တနေရင်မိမဆုပ်ဆုပ်ချာချာတယောက်လန်ချားနှင့်ကျွန်ုပ်တို့အိမ်သို့ရောက်လာသည်ထို့သူကမိမပင်သည်တင်မော်ဘော်တွင်တွေ့မြင်ခဲ့ရသောဆူရွှဲပြေဝါသောအသားတို့မရှိပြီပယိုးပေါ်ပိန်ကြုံနေခဲ့ပြီမျက်တွင်းကကျလေပြီစပင်းများ၆တွေ့၍မတ်တပ်မဟေ့ဖြစ်ကုန်ပြီထိုအားလုံးပေါ်တွင် မကြည်မသာခြင်းဒီဟုသောစိတ်ညိုးငယ်ခြင်းကတမျက်နှာလုံးတစ်ခုလုံးကိုဖုံးအောင်လျက်ရှိလေသည်။ဘောင်ကြရဲ့ငါအဖြစ်မြင်ဝင်သေးရဲ့လားမျက်ရည်လည်းရွှင်းနေပြောသည်။ငါတော့ခွေးဖြစ်တာပဲ။စေတကောင်းကိုရောက်လို့တနည်းလောက်ကြာရင်ပဲသူတို့မိဘဆွေမျိုးရင်းများကငါ့ကိုမလို့ဘူး။သူတို့ပြည်ကကလမတယောက်နဲ့လက်ထပ်စေတယ်။ငါ့ကိုကျုံလုံထားတယ်။ငါ့ကိုမော်မချိဝင်နေအထူလက်မြစ်က ငါ့ကိုဆဲဆိုချိန်မောင်းနေတနေ့တော့ငါ့ကိုခြေထောက်နေတောင်ကန်နေအဲ့ဒါနဲ့ငါစာတိမှန်ထလာတာပေါ့ငါတို့အကောင်လုံးကိုအစိတ်တွေးတတ်မင်းလို့ကြံနေနောက်ကိုစိတ်ကိုချုပ်ပြီးတော့ညအခါမှာတို့တိတ္တာကိုဖွင့်ပြီးတရားယူနှစ်ရာယူပြီးတော့ကဲဝတ်ထားလို့900အပြည့်မှာငါထွက်ပြေးပြီးတင်မော့ကထမင်းချက်တမအောင်ငွေပေးပြီးတော့တင်မော့ပေါ်မှာပုံပြီးလိုက်ခဲ့တယ် အခုမင်းပေးခဲ့တဲ့လိပ်စာတိုင်မင်းမျက်လာလို့ရှောက်လာတာပဲအေးနေ့လိုမိမမျိုး ကြာကြာလွဲမမနေနိုင်ဘူးဆိုတာအစကပဲငါပြောလိုက်တယ်မဟုတ်လားအေးလေကွယ်တသက်တခါဒုက္ခဆိုတာတွေ့ရတာပေါ့အခုဆိုလွတ်လွတ်လပ်လပ်ဖြစ်လာတာကိုပဲကျေးဇူးတင်ဝမ်းသာပြီးတော့ငါစီမှာပြောတော့လို့နေပါ အရင်ချလို့ပဲအောက်မိတာပေါ့မင်းများဒီကျွန်ုပ်ထံတွင်တလကောတရင်နေပြီးွေမိမိအယက်ရင်အမထံတွင် နေလိုချောင်းကို လက်တွင်ငွေ300ကျပ်မြ၊စံသေးသဖြင့်တော်ရက်တွင်ကောင်းစွာရင်းနှီးစားနေနိုင်ကြောင်းဒါနဲ့စနုံလိုက်ပို့လိုက်ပါသည်။လွန်ခဲ့သောနှစ်နှစ်ခန့်ကနေစဉ်သတင်းစာကြီးကခေါင်းကြီးပိုင်းတွင်ပါလာသည်ကဟင်းဒရနှင့်နေပံရွာတို့ခေါင်းဆောင်လူကြီးများ ရောက်ရှိနိုင်ငံရေးတရားဟောကြောင်းပြိသက်အစည်းဆုံးဘုံကြီးပြည်များထံစီကြောင်းပြိသက်တို့ကိုရှင်မင်းသားလျောင်းအတင်က ရှာလပတ်ရင်ကုန်းစင်လက်ဖတ်တို့ဖြင့်ဧကန်ကြောင်းတရားဝဲအပိ၌ဩက္ကထတော်များကကျေးဇူးတင်စကားပြောသည့်အပြင်အမျိုးဤစောင့်စည်းမှုတွင်မိများများအရေးကြီးပုံမိမိမစောင့်သေးသဖြင့်ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရန်၌ပရိသတ်အလုံးနှစ်တကြား၎င်းတင်ကယခုခါအနီးနာရင်ရွာတို့ကိုတောင်းရောက်၍အမျိုးသမီးများစောင့်စည်းအကြောင်းလိုက်လံဟောပြောနေကြသောထို့ပြင် မကြမီပင်၎င်းအသင်ဥက္ကဋ္ဌတော်များကအရက်နှင့်ဆုပြီးလျင်နေဗံဘတ်ရှိနတ်တယုံကိုလေးလံအမြင့်ဆုံးပေး၍ဆွဲယူလိုက်ကြ။တို့ကြောင့်လခုလာမည်နှစ်အတွက် အထူးသဖြင့်နားတတော်များအသက်ချမ်းသာရာရတော်မည်ဖြစ်ကြောင်းပါလေသည်။အင်းတို့မေများကြီးတင်ဟုတ်နေပါလားဟုကျွန်တော်ဒီဆုမီလျက်သဘောကျဝမ်းမြောက်ကျေးဇူးတင်ကပြုံးလိုက်မိလေတော်သည်။နောက်ထပ်၍တည်င်းကြရသည်က လူရောဖို့ရကြည့်သည်မင်းများကိုစိတ်နာ၍အိမ်တော်မပြုတ်ပဲဇွဲနေနေကြရာမင်းများပြန်ရောက်၍တလားလောက်တွင်မင်းများကငဲနိုင်ဖြစ်တဲ့အတိုင်းဖို့ရကြည့်ကိုနှံရွယ်ဆွဲခေါ်ခဲ့၍တင့်တင့်အေးချမ်းစွာလင်းမယားဖြစ်ပေါင်းတင်နေထိုင်ကြလေပြီ။